မျိုးသားတွေခြိုက်တဲ့အငါလုံးကိုပေးမှဖြစ်ပါတယ်အငါလုံးဖြစ်တယ်ဆိုတော့ဒီຢာလေးကအမျိုးသားတွေဘာကိုခြိုက်လဲဆိုတော့ပထမအကအလိုက်တီးတဲ့အလိုက်တီးတဲ့အမျိုးသမီးကိုအမျိုးသားတွေအရန်ချစ်တယ်မောပမနဲ့ပြန်လာပြီးဆိုရင်ထပြီးတော့អော်ပြီးស៊ូមဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ရေလေးခတ်တိုက်ပြီးတော့ជីជីနာနာထွတ်ထွတ်ပွတ်ပွတ်လေးဖြစ်ပြီးဆိုရင်အရန်ခြိုက်တာဖြစ်တယ်အလိုက်တိနောက်တစ်ခုအားကပါလဲဆိုအကြံပေး သူပြောသမျှပဲကောင်းငုံနေတာမဟုတ်ဘဲနဲ့သူ့အတွက်အကောင်းဆုံးသောအကြံဉာဏ်ကိုပေးနိုင်တဲ့အမျိုးသမီးကိုအမျိုးသားတွေကပို့ပြီးတန်ဖိုးထားတာဖြစ်တယ်။ဒါကြောင့်အလိုက်သည်အကြံပေးနောက်အားတစ်ခုက အမေလိုပြုစုတာ။မိခင်လိုမိခင်လိုဟောင်းပွားဟောင်းပွားလုပ်တာမဟုတ်ဘူးနော်။အမေလိုတော့အမေလိုပဲဒါပေမဲ့သူကမှန်ကန်တဲ့နီးလန်းတော့မဟုတ်ဘဲနဲ့အမေတယောက်ထတ်တိုးသွားတာမျိုးဖြစ်သွားတတ်တယ်။သူတို့လိုချင်တာကအမေလိုကြည့်ရှုပြုစုတဲ့သူကိုလိုချင်တာဖြစ်တယ်။အလိုက်သည်အကြံပေး အမေလိုပြုစု နောက်တစ်ခုကအလိုတော်ကိုဝန်ခံတတ်သောအမျိုးသမီးကိုခြိုက်တာဖြစ်တယ်။၁၀ရပြီဆိုရင်နောက်ထပ်၁၀၀၁၀၀ရရင်၁၀၀၀၁၀၀၀ရရင်၁၀၀၀ဆိုပြီးတော့လောဘတက်တဲ့အမျိုးသမီးမဟုတ်ပဲနဲ့ဖခင်ရဲ့အလိုတော်ကိုအချိန်နေခက်ခဲမှုကြုံတဲ့အခါမှာဝန်ခံတတ်သောအမျိုးသားတွေကိုအမျိုးသမီးတွေကိုအမျိုးသားတွေကနှစ်သက်တာဖြစ်တယ်။နောက်ဆုံးတစ်ခုကတော့အလှပြင်တတ်ဖို့ရန်အတွက်ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့အိမ်အောင်ချသွားပြီးဆိုရင် အလပြင်တာရော့သွားတတ်တယ်အမျိုးသမီးတွေမှာလေအရင်လောက်တိတ်မပြင်တတ်တော့ဘူးဈေးသုံးဖိုးကိုဖဲ့လိုက်ရတာနဲ့တားသမီးတွေအတွက်ဖဲ့လိုက်ရတာနဲ့အနာကတ်အတွက်ဆုလိုက်ရတာနဲ့နောက်ဆုံးကို့မှာကျတော့မျက်ခုံးမွေးဆွဲတာတော့မဝယ်ဖြစ်နိုင်တဲ့အမျိုးသမီးတွေအများကြီးရှိတယ်။ဒါကြောင့်နော်အလပြင်တတ်တော်သူလည်းဖြစ်ဖို့လိုအပ်ပါတယ်